ထိုင်းရဲ့အတန်းငယ်ဆုံးအမျိုးသမီးဝန်ကြီးချုပ်ပေထုံတန်းရာရုကနေပြီးတော့ဆိုင်းငံ့ခံပါရယ်။ထိုင်းဝန်ကြီးချုပ်ဖြစ်တာဝန်ယူပြီးတနည်းပြေဖို့တလားလို့ဇူလန်လာတရက်နေ့မှာဝန်ကြီးချုပ်ပေထုံတန်းရှင်နာဝတ်ကထိုင်းဆိုးရအိမ်တော်ကနေပြီးတော့ထွက်ခွာသွားပါပြီ။ထိုင်းနိုင်ငံဖွဲ့စည်းပုံဆိုင်ရာခုံရုံးကဝန်ကြီးချုပ်ပေထုံတန်းရှင်နာဝတ်ကိုရာရုကနေဆိုင်းငံ့ချောင်းဇူလန်လာတရက်နေ့မှာဆုံးဖြတ်ခဲ့ကြတာပါ။ ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာနဲ့ပတ်သက်ပြီးတော့ဝင်ကြီးချုပ်ပေထုံတန်နဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ဖုန်းပြောဆိုမှုအတန်ဖိုင်ပေါက်ကြားခဲ့တဲ့နောက်ဒီဆိုင်ငံ့မှုဖြစ်လာတာပါ။ ထိုင်းဝင်ကြီးချုပ်ပြောခဲ့တဲ့စကားတချို့ကနိုင်ငံသားရိပေါ်ကာကွယ်မှုမရှိတာစစ်တပ်ကိုပြစ်တင်ဝေဖန်တာမျိုးတွေရှိခဲ့တာကကျင်းဝင်းနဲ့မညီဘူးဆိုတဲ့ဆွဆွဲချက်တွေနဲ့ထိုင်းအတိုက်ခံလွှတ်တော်အမတ်တွေရဲ့အတန်းကိုစူးစိပြီးအထက်လွှတ်တော်ဥက္ကဋ္ဌကဖွဲ့စည်းပုံဆိုင်ရာခုံရုံးကိုတိုင်စားခဲ့တာဖြစ်ပါတယ်အရေးတင်ပြမှုကိုခုံရုံးကဇူလိုင်လတရနေ့မှာကြားနာခဲ့ပြီးတဲ့နောက်မှာခုံရုံးအဖွဲ့ဝင်တွေကမဲအများစုနဲ့အခုလိုမျိုးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။မလေးရှားရဲကမြန်မာနိုင်ငံသားတူကိုလူသတ်မှုနဲ့ပိုက်စိတ်တိုက်ရှာနေပါတယ်။ တန်နေဟောင်းဆိုင်မှာလှုပ်ဖော်ကိုင်ပတ်ခြင်းစကားများရှင်ဖြစ်ရကလူသက်မှုကျွလွန်ခဲ့တဲ့မြန်မာနိုင်ငံသားတို့ကိုမလေးရှားရဲတပ်ဖွဲ့ကပိုက်စိတ်တိုက်ရှာနေလို့ဒေသတွင်သတင်းကဖော်ပြပါဗျ။ဇလန်းဤပိုမျိုးနယ်ရဲကတန်နေဟောင်းဆိုင်မှာမြန်မာနိုင်ငံသားဝန်ထမ်းကအသက်38နှစ်အရွယ်မလေးရှားနိုင်ငံသားကိုဇွန်လ29ရက်နေ့မှာတတ်ခဲ့တာလို့မလေးရှားရဲတပ်ဖွဲ့ကိုကိုးကားပြီးတော့ဗမနာသတင်းဌာနကသတင်းဖော်ပြပါဗျ။ အရိညာ၁၇နိုင်ခွဲမှဆိုင်ရှင်ကရဲတပ်ဖွဲ့ကိုဝန်ထမ်းနှုတ်ဦးခိုက်ရန်ဖြစ်ပွားနေတာကိုအကြောင်းကြားလာခဲ့တယ်လို့မလေးရှားရဲတပ်ဖွဲ့ကဆိုပါတယ်။ရဲတပ်ဖွဲ့ရောက်ချိန်မှာမလေးရှားနိုင်ငံသားဝန်ထမ်းကအင်ကြီးမပါပဲထိုးသွင်းတံရပုံပဲတံရတွေနဲ့လဲကျသိဆုံးနေပြီလို့သတင်းကဖော်ပြပါဗျ။